မောက်မယ်မြို့နယ်၌မှုခင်းကြစင်ရေးနှင့်တရင်သူတရင်မှာအသိပညာပေးဟောပြောပွဲကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းပြည်နယ်တောင်ပိုင်းလင်းကေးကရိုင်မောက်မယ်မြို့နယ်မွေတော်ရက်ွက်ရှိတောင်ချောင်းတော်ဖုံတော်ကြီးကျောင်း၌ယမန်နေ့ညနေ9နာရီကမှုခင်းကြစင်ရေးနှင့်တရင်သူတရင်မှာအသိပညာပေးဟောပြောပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်။ထိုဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးမြင့်စောနှင့်မြို့မစကမ်းမှူးဒူရဲမှူးမြင့်မောင်တို့ကဒေသခံပြည်သူများနှင့်တွေ့ဆုံကာမြို့တွင် လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေးတရားဥပဒေစိုးမိုးရေးရက်ွက်အတွင်အေးချမ်းတာယာရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများမှုခင်ကြဆင်းရေးနှင့်သတင်းတုသတင်းမှာအသိပညာပေးဟောပြောပွဲကိုဆွေးနွေးပြောကြားပြီးဒေသခံပြည်သူများတရှိလူဒီများမေးမြန်းရာမြို့နယ်ရဲတပ်ဖွဲ့မှနှင့် မြို့မစကမ်းမှုကပြန်လည်ရှင်းလင်းဖြေကြားဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ